ားလုံးမင်္ဂလာပါခင်ဗျာ90 ticket soccer channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဒီ round 3ရဲ့ day 1ဖြစ်ပါတယ်ဗျာဒီနေ့မှာအုပ်စု A နဲ့အုပ်စု B နောက်အုပ်စုလုံးဒီ round 3ကိုအပြီးကစားမှာဖြစ်ပါတယ်ဆိုတော့ဒီနေ့ပြီးတာနဲ့ဘယ်အုပ်စုကဘယ်အသင်းဒီနောက်တစ်ဆင့်ကိုတက်မယ်ဆိုတာတွေထင်ထင်ရှားရှားမြင်ရမှာဖြစ်ပါတယ်16သင်းဆင့်ချုံထွက်အဆင့်မှာအုပ်စု A ပထမရတဲ့အသင်းဒီအုပ်စု B ဒုတိယရတဲ့အသင်းနဲ့ထိတ်တိုက်တွေ့မှာဖြစ်ပြီးတော့အုပ်စု B မှာဘူဆွဲတဲ့အသင်းဒီ အုပ်စု A ရဲ့ဒုတိယရတဲ့အသင်းနဲ့တွေ့မှာဖြစ်ပါတယ်။ A နဲ့ B နဲ့တွေ့မယ်၊ C နဲ့ D နဲ့တွေ့မယ်၊ E နဲ့ F နဲ့တွေ့မယ်၊ G နဲ့ H နဲ့တွေ့မှာဖြစ်ပါတယ်။ဆိုတော့ဒီနေ့ကစပြီးတော့ပွဲတွေကိုချဉ်ကပ်တဲ့အခါကိုညီကိုရင်းအနေနဲ့ကိုအကြိုက်သူ့အကြိုက်ရွေးချယ်တဲ့အခါစဉ်းစားစရာအဆက်လက်လေးတစ်ခုအပိုစဉ်းစားဖို့လိုပါလိမ့်မယ်ဗျ။အဲ့ဒါကဘယ်အုပ်စုကဘယ်အသင်းကတော့ဟိုဘက်အုပ်စုကဘယ်အသင်းနဲ့မတွေ့ကြင်လို့ပေါ့ပေါ့ပါပါလေးလှုပ်သွားတယ်ဆိုတာတော့ ဒီအုပ်စုကဒေသကတော့ဟိုကအုပ်စုကတက်လာမဲ့အုပ်စုပေါ်နေရာနဲ့မတွေ့ကျင်လို့အုပ်စုဒုတိယအသင်းနဲ့မတွေ့ကျင်လို့ဒီနေ့မှဒီလိုကစားသွားတယ်ဆိုတာမျိုးတွေဒီအဆက်မှာဖြစ်လာနိုင်ခြင်းရှိပါတယ်ဗျအဲ့ဒါလေးကိုကိုလူတွေကောင်းထဲမှာထည့်ထားပေးပါနောက်တစ်ခါတက်ပြောပါမယ်အုပ်စု A နဲ့အုပ်စု B တိုက်ရိုက်တွေ့ပါမယ် C နဲ့ D တွေ့ပါမယ် E နဲ့ F တွေ့ပါမယ် G နဲ့ H တွေ့ပါမယ်ဗျာ ကျွန်တော်ဒီဗီဒီယိုမှာတော့အုတ်စုဘီမှာပါဝင်တဲ့ Indigo Madrid Vodafone ကို Seattle Sounder နဲ့ PSG တို့ကစားကြောက်မဲ့ပွဲကို preview လုပ်မှာဖြစ်ပြီးတော့ Hobart Channel မှာတော့အုတ်စု A မှာပါဝင်တဲ့အသင်း၄ကို preview လုပ်မှာဖြစ်ပါတယ်။စိတ်ဝင်စားတဲ့သူတွေတွားရောက်နားထောင်လို့ရပါတယ်။ကျွန်တော်အောက်ကကွန်မန့်မှာလင့်နေလည်းပေးထားပါတယ်။ရောင်းပွဲတွေတက်ဆက်သွယ်ခြင်းတဲ့သူတွေလည်းစိတ်ဝင်စားတဲ့သူတွားရောက်ဆက်သွယ်လို့ရပါတယ်ဗျာ။ Indigo Madrid နဲ့ Vodafone ကိုကစားမဲ့ပွဲဒီမြန်မာစံတော်ချိန်တနအီခွဲဖြစ်ပါတယ်။ ဒီအုပ်စုဘီမှာဘိုဒါဖိုကိုတင်းဒီအုပ်စုဘိုနီယာကိုယူထားပါတယ်အေဒီကိုမက်ဒရစ်တီသုံးမှတ်ရထားပါတယ်ဒီပွဲမှာဘိုဒါဖိုကိုတင်းကို၄ကိုပြတ်အနိုင်ကစားနိုင်ရင်နောက်တစ်ဆင့်ကိုသူတက်ပါမယ်ဆိုတော့အေဒီကိုမက်ဒရစ်ရဲ့အနေထားဒီဒီပွဲမှာရှုံးလို့မရဘူးတရေကျလို့မရဘူးဆိုတဲ့အချက်တစ်ချက်ကျွန်တော်တို့ခေါင်းထဲမှာအလိုလျောက်ရောက်လာပါတယ်ဘိုဒါဖိုကိုကိုကြည့်တော့လေဒီအသင်းတီလောလောဆယ်၆မှတ်ရထားပြီးအုပ်စုဘိုနီယာကိုရနိုင် ဒီဘက်မှာတရေတမတ်ထင်းကစားရုံနဲ့အုပ်စုဘုံနေရာကအေးအေးဆေးဆေးနဲ့နောက်တစ်ဆင့်ကိုတက်ပြီအဲ့တော့သူတို့အနေနဲ့ဟိုဘက်အုပ်စုကိုလှမ်းမြို့ကြည့်တော့လေဗိုဒါဖိုကိုဒီအုပ်စုဘုံနေရာကသာသူတက်မယ်ဆိုရင်အုပ်စု A ကနေအုပ်စုဘုံဖြစ်လာနိုင်တဲ့ပါမီယပ်စ်နဲ့သူရှောင်လွှဲနိုင်ပြီဘာပဲပြောပြောအင်တာမိုင်ယာမီတင်းနဲ့ကစားမလားပေါ်တိုတင်းနဲ့ကစားမလားဗိုဒါဖိုကိုအနေနဲ့ပါမီယပ်စ်နဲ့ကစားမလားဆိုရင်အင်တာမိုင်ယာမီတို့ပေါ်တိုတို့နဲ့ပဲသူကစားမှာပေါ့ပြည်တွင်းအသင်းချင်းချင်းတော့သူတွေ့ကြမှာမထင်ဘူးဒါကဒီပွဲအတွက်စဉ်းစားတဲ့အချက်တစ်ချက်ပါ ဒီဘောနဲ့ဖွင့်ထားတဲ့စတဲ့ကြေးကိုကြည့်တဲ့အခါစတဲ့ကြေးမှာအေဒီကိုမက်ဒရစ်တင်းကနေတင်းအနှုတ်90ဘော်ဒီကြေးတိပေးခဲ့ပြီးတော့ကိုပေါင်းကြေးက3ပေါင်း30ဆိုပြီးတော့ပေးခဲ့ပါတယ်အခုမြန်မာစံတော်ချိန်ညနေ9:21မိနစ်အချိန်မှာတော့အေဒီကိုမက်ဒရစ်တင်းကနေ1ပေါင်း30ဘော်ဒီကြေးနဲ့ကိုပေါင်းကြေးကနေ့အနှုတ်65ဆိုပြီးတော့ပေးထားတာတွေ့ရပါတယ်ဆိုတော့အေဒီကိုမက်ဒရစ်ကြိုက်တဲ့သူတွေအေဒီကိုဘော်ဒီကစားပေါ့ဗျာဘော်ဒါဖိုကိုကြိုက်တဲ့သူတွေဘော်ဒါဖိုကိုကစားပေါ့ ကျွန်တော်ကဒီပွဲမှာ Vodafone ကိုအသင်းပြီး Pamias ကိုတေချာပေါက်ချောင်တွဲနိုင်ဖို့ဆိုရင်ဒီပွဲဟာအနိုင်ဆုံးတရေတော့ကစားမဖြစ်မယ်လို့ယူဆတယ် Vodafone ကိုအသင်း body ကိုကြိုက်တယ်ကိုဘောမှာတွေးလျာရှိတာကဒီပွဲမှာ Atletico Madrid အသင်းပြီးဗယံမာရာနဲ့အတင်းဖွင့်ပြီးကစားမကိုရောက် Vodafone ကိုသူဒီကွေးလေခြင်းမရှင်နိုင်ဘူးတိုက်စစ်ရှင်းမရှင်နိုင်ဘူးဆိုရင်တော့ပိတ်ကစားလို့မရဘူးဒီပွဲတရေကြရင်သူထွက်မယ်လေးကိုပြတ်နိုင်မှသူတက်မယ်ဆိုတဲ့အခြေအနေမျိုးမှာဒီအသင်းကြီးကဗျံမာရာတို့တာမျိုးတွေတွေ့လာနိုင်တယ် ဒါဆိုဗူဒါဖူကိုဘက်ကလည်းတွင်းကိုတွေမြှလဲ့လို့ရတာပဲဆိုတော့ဒီပွဲမှာနေ့အနုတ်60ဆိုတဲ့65ဆိုတဲ့ဂိုးပေါင်းကြီးတည်ဟိုဘက်ဒီဘက်ကြိုက်တဲ့ဘက်လေကျွန်တော်ကတော့ဒီပွဲမှာနေသိမောင်းတွင်းကို11ကစကြည့်ရလိမ့်မယ်လို့ကျွန်တော်ယူဆထားပါတယ်ဂိုးပေါင်းအပေါ်လဲကျွန်တော်ကြိုက်ပါတယ်ဆိုတော့အေဒီဂိုမက်ထရစ်နဲ့ဗူဒါဖူကိုပွဲရွေးချယ်မှုမှာဘော်ဒီအော့ဂိုးအပေါ်ဖြစ်ပါတယ်နောက်ထပ်တစ်ပွဲတည်ဒပြိုင်ထဲမှာပဲကစားမဲ့ Seattle Sounders နဲ့ PSG တို့ကစားကြမဲ့ပွဲဒီပွဲကမြန်မာစံတော်ချိန်တနင်္လာခွဲမှာပဲဖြစ်ပါတယ်ဒီအုပ်စုမှာ PSG မှွေလိုက်တဲ့ပြဿနာတွေတော်တော်လေးရှုပ်ချုပ်ထွေးထွေးဖြစ်သွားတယ်ဗျဘာမှွေလိုက်တာလဲဆိုတော့ Vodafone ကိုအသင်းကိုသူသွတ်ရှုံးတယ်သွတ်ရှုံးတဲ့အခါ Edigo Madrid အတွက်အခွင့်အရေးရှိလာတယ်လို့ကျွန်တော်တို့ယူဆလို့ရပြီးတော့ဒီနေ့မှာ Edigo Madrid ရဲ့ body check ဟာတိတိတတ်တပြင်းခဲ့တယ်ဒါက PSG မှွေလိုက်တဲ့အတွက် Edigo နဲ့ Vodafone ပွဲရဲ့ body check ကိုသွားပြီးတက်ရောက်မှုရှိခဲ့တဲ့အပိုင်းအဲ့တော့ Sender Sounder ဒီအုပ်စုမှာ PSG တင်းကိုအနိုင်ရသွားနိုင်လားဒါတွေးပြရစီအဲဒီကိုမက်ဒရစ်တင်းကိုသူကိုးရတယ်ဘိုဒါဖိုကိုတင်းကိုသူကိုးရတယ် PSG အတင်းကိုသူကိုးရပါမလားဒီတစ်ခုတွေးပြရစီပါတယ် PSG ရပါဒီအုပ်စုမှာဘိုဒါဖိုကိုလိုဘရာဇီးအတင်းနဲ့သူတွေ့တဲ့အချိန်မှာသူအတွက်ကစားရအရန်ကိုကတ်ခဲခဲ့တယ်အဲ့တော့သူကအုပ်စုဒုတိယနေရာနဲ့တက်မယ်ဆိုရင် PSG ဒီဟိုဘက်ကအုပ်စုဘူဖြစ်လာနိုင်တဲ့ Pampias နဲ့လည်းအလားတူပြဿနာမျိုးသူရန်ဆိုင်ရဖို့ရှိတယ် ဆိုတော့ဒီအသင်းဒီ obvious နဲ့တွေ့ကြမဲ့ပုံတော့မပေါ်ဘူးဗျမပေါ်ဘူးဆိုပေမဲ့မဖြစ်မနေတွေ့ရတော့မဲ့ဂိမ်းဆိုင်နေဒီဘွတ်နဲ့ပေးထားတဲ့စတဲ့ဂျင်းမှာ PSG တင်းကနေနှစ်အနှုတ်90ဘော်ဒီဂျင်းနဲ့ကိုပေါင်းဂျင်းက3အနှုတ်60ဆိုပြီးတော့ပြီးခဲ့ပါတယ်အခုညနေမြန်မာစံတော်ချိန်9နာရီမှာတော့ PSG တင်းကနေဘော်ဒီဂျင်းပြောင်းလဲမရှိဘူးနှစ်အနှုတ်90ပဲကိုပေါင်းဂျင်းဒီနည်းနည်းပြောင်းသွားတယ်3နှုတ်100ဂျင်းဝင်ရောကနေလေအပေါင်း90ဆိုပြီးတော့ဖြစ်လာတယ် ဒီပွဲကိုတော့မနေ့ကမန်စီးတီးကစားခဲ့တဲ့ပွဲလို့ပဲကျွန်တော်ဒီပွဲမှာအပေါ်ဆုံးပဲကျွန်တော်ကြိုက်တယ် PSG အသင်းပေါ်ဒီကျွန်တော်ကြိုက်ပါတယ်ဂိုးပေါင်းမှာဂိုးပေါင်းအပေါ်ကိုကျွန်တော်ကြိုက်ပါတယ်နေ့နှုတ်90ဆိုတဲ့ခြေဝင်ရိုးမှာ PSG ဒီအနေဆုံး2ဂိုးပြတ်နေတော့တေချာပေါ့အနိုင်ရရှိနိုင်မယ်လို့ကျွန်တော်ယူဆတယ် PSG တသင်းထဲက3ဂိုး4ဂိုးလောက်ထိကျွန်တော်မျှော်လင့်ထားပါတယ်ဗျာဘောပဲ channel မှာတော့အုတ်စု A မှာပါဝင်တဲ့ Interbayame Pamias Porto Alahi ဒီအသင်းတွေကိုကျွန်တော် preview လုပ်ပေးထားပါတယ်စိတ်ဝင်စားတဲ့သူတွေ သွားရောက်နားထောင်လို့ရပါတယ်ဗျာအစုံနေ့လိုက်ပါနားထောင်ပြီးကြတဲ့တယောက်ချင်းစီတိုင်းကျေးဇူးအထူးပဲတင်ရှိပါတယ်မြန်မာပြည်ကြီးအမြန်ဆုံးအေးချမ်းပါစေအာတမတရားလဲမြန်မြန်ကြဆုံးပါစေခင်ဗျာ